ကဘာကိုထတ်လိမ်လို့မရအောင် အိုးတိမ်တွင်ကကလေးတွေရဲ့အသက်တွေနဲ့သတင်းစကားပါလိုက်ရတယ်။မေလာရဲ့နှွေးဘူးအောက်မှာတန်းစီနေတဲ့အဖြူအစိမ့်ဝတ်ចောင်းသူចောင်းသားကလေးငယ်တွေရဲ့လောင်းတွေကမြင်ရသူရင်နဲ့ကြေးကွဲစရာမြင်ကွင်းတစ်ခုပါ။ငါသမီးတွေကို ပုံရိုက်ရအောင် ဖုံးယူခဲ့ပါဆိုပြီး သမီးငယ်တွေရဲ့အသက်မဲ့အလောင်းကို နောက်ဆုံးမှတ်တမ်းတင်ဖို့ငိုကြွေးနေတဲ့ရုပ်တံတွေက မိခင်တူရဲ့ရင်ထဲကပရိဒေဝအပူမိကတော့နွေအပူထက်အစပေါင်းများစွာပူပြင်းထက်မှအသေးချပါပဲ။စကိုင်းနိုင်ဒီပဲရင်မြို့နယ်အနောက်ချမ်းကအိုတိန်တွင်းရမြောက်ရွာနဲ့တောင်ရွာကြားကစတင်ကြောင်းကိုရှစ်ကောင်စီတကမေလ12ရက်နေ့မနက်9:40ဝန်းကျင်မှာမိတိလာရှန်တဲလီတက်ကတက်လာတဲ့ jet fighter နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။ကလေးငယ်တွေစတင်ကြားချိန် ယုတ်တရက်ចောင်းខောင်းမှုပေါ်ကနေចဲឆလာတဲ့ဘုံចောင်းអ៊ូតេងទွင်းយ៉ាកအထက်တန်းចောင်းရဲ့ឆាទិនဆောင်លីဆောင်လုံးပျက်စီးခဲ့ပြီးសៀមម៉ា2ယောက်អបាវិញចောင်းသားចောင်းទូសុសុបောင်း22ယောက်ទីសុងခဲ့យ៉ាបាទទីសុងခဲ့တဲ့ក្លីងែរីមកအသက်အငယ်ဆုံး6နှစ်ကစလို့၁၇ရန်ကလေးငယ်တွေအထိပါဝင်ပြီးဆရာဆရာမတွေကတော့အသက်၂၃နှစ်ဝန်းကျင်တွေဖြစ်တယ်လို့ဒေသခံတွေထုတ်ပြန်တဲ့သတင်းတွေအများသိရပါဗျ။ တိတ်ဆုံးသွားတဲ့ကလေးငယ်တွေထဲမှာတချို့ကလေးငယ်တွေကညီမမောင်နှမတွေပါဝင်ပါတယ်။တချို့သောမိသားစုဝင်တွေအဖို့တော့သားသမီးတွေအားလုံးကိုကြပြိုင်နက်ထဲဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။စစ်လီရင်အောင်မှာပျောက်ွယ်သွားတဲ့ဘလုံးသမအိမ်မက်ဒေချောင်းတိုက်ခိုက်မှုကြောင့်တိတ်ဆုံးခဲ့ရတဲ့ကလေးငယ်တွေကတချို့ဟာရုပ်ပြက်ဆင်ပြက်အနေအထားနဲ့တိတ်ဆုံးခဲ့ကြတာဖြစ်တယ်လို့တချို့ကတော့ဒစစီပြန်ကောက်ရတဲ့အထိ အဖြစ်ဆိုးခဲ့ကြပါတယ်။ဒါကြောင့်မိသားစုတွေကမေလ12ရက်နေ့နေ့လယ်ပိုင်းမှာပဲကလေးငယ်တွေကိုတချို့ခဲချရပါတယ်။နာယီခန်းနာမှာဘလုံးအင်ဂျင်နဲ့မြင်ရတဲ့အသက်10နှစ်ဝန်းကျင် ကလေးငယ်လေးကတော့အသက်6နှစ်အရွယ်ညီမလေးနဲ့အတူမနမနှစ်ဦးလုံးတည်ဆုံခဲ့ကြတာလို့မိသားစုဝင်တအူးကပြောပြပါရယ်။သူတို့မနမနှစ်ယောက်လုံး မကြခင်ရှင်ပြုအလိုလုံနိုင်ဖို့မိဘတွေကရော အဝေးရောက်မိသားစုတွေကပါကြိုးစားနေကြချိန်မှာ အခုလိုဖြစ်ရဆူနဲ့ကြုံခဲ့ရတာလို့ဆိုပါတယ်။ကလေးငယ်တွေကိုရှင်ပြုအလိုပေးတော့မှလေအကုန်လုံးတော့လုတ်ပြီးသွားပြီ။အခုဆုံးမကြတာကလည်းတအိမ်ထဲကိုမောင်နှမနှစ်ယောက်ညီမနှစ်ယောက်အလိုတွေဖြစ်ကြတာ။အခုလိုဖြစ်သွားတော့ဘာမှမလုတ်ပေးနိုင်တော့ဘူး။ကလေးတွေကရုပ်ပြက်ရှင်ပြက်တည်ဆုံကြတာ။ တချို့ကလည်းဒဇကြီးဖြစ်ကုန်တော့အဲ့ဒီနေ့မှပဲနာယီလုံးလိုက်ရတယ်။ဘလုံးသမားကြီးတိတ်ဖြစ်ချင်တဲ့တူလေးကိုတော့သူတိတ်ချိုက်တဲ့ဘလုံးအင်ဂျင်နဲ့ပဲတချို့ပေးလိုက်တယ်။ဒီမလေးကိုတော့သူတိတ်ချိုက်တဲ့ကားဝင်အနီလေးဝှက်ပေးလိုက်တယ်လို့ဦးတိန်ထွင်းရွာမှာတည်ဆုံသွားတဲ့မောင်နှမရဲ့အတော်ဖြစ်သူက TVB ကိုပြောပြပါရယ်။နေကြီးမှာ ရွှေရီမလောင်းနိုင်တော့တဲ့စာတင်ကြောင်းပန်းကလေးတွေဖူးပွင့်ရာ နေအောင်ကြီးတွေရွှေရီလောင်းရလို့တင်စားကြတဲ့စာတင်ကြောင်းလေးဟာအခုတော့ခေါမိုးဟောင်းလောင်းပွင့်နေပြီးကြိုးကြည့်နေတဲ့စာတင်ကုံတွေနဲ့မွှစာကျဲခဲ့ပါတယ်။တွေးဆွနေတဲ့ကလေးငယ်တွေရဲ့အင်ကြီးဖက်နက်နဲ့လွယ်အိတ်တွေစာအုပ်တွေစီကိုတော့တော်လည်ရေးကာလာတလျှောက်သခိုင်းတိုင်းထဲမှာဗက်ပေါင်းစုံကပါဝင်လှုပ်ရှားနေတဲ့စီရီယမ်ကတိကဆီယာမဒေါ်ယတိအုံးက나이ပိုင်းအတွင်းတွားရောက်ခဲ့ပါတယ်။ ပန်ကလေးများပွင့်တော်မီဖူးတံဝင်းလိုချီနေကြီးမှာရွှေရီလောင်းငါတို့စာတင်ကြောင်းဆိုတဲ့ကြပြလေးဟာအခုတော့ဘုံမှန်နဲ့စာတင်ကြောင်းဖြစ်သွားပြီလို့ဒေါ်ရတီအောင်ကတီဆုံးခဲ့တဲ့ကလေးငယ်တွေရဲ့ကြံရစ်နေတဲ့သွေးစွန်းအသုံးဆောင်တွေနဲ့အတူကျောင်းရှိမှာဗီဒီယိုမှတ်တမ်းတစ်ခုရိုက်ပြီးထုတ်ပြန်ခဲ့ပါတယ်။ဖြစ်ပွားတဲ့နေရာကိုဖြစ်ပွားပြီးတော့၃နာရီလောက်ကြာမှကျမတို့ရောက်သွားတယ်။ တကြောင်လုံးပျက်စီးနေတဲ့အမိုးတွေပွင့်ထွက်နေတဲ့လက်နက်မှန်ထားတဲ့အစနာတွေနဲ့ပွာထနေတယ်။နောက်တစ်ခါသွေးဆွန်းနေတဲ့ဖက်နက်ကလေးတွေသွေးဆွန်းနေတဲ့အင်ဂျီကလေးတွေလွယ်အိတ်ကုမာဘူးစအုပ်အရာကလေးတွေကိုတွေ့ရတယ်။တန်းဖို့တငယ်ချင်းကကွယ်လွန်သွားလို့ဘိုကျွေးနေတဲ့ចောင်းသားတွေရဲ့သားသမီးတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကိုဟိုရှာဒီရှာလိုက်ရှာနေတဲ့မိဘတွေရဲ့ကိုတွေ့ခဲ့ရပါတယ်လို့ မေလ၁၂ရက်နေ့ကသူရောက်သွားချိန်မှာကြုံတွေ့ခဲ့ရတဲ့ပိုတိန်တွင်းရွာအခြေအနေကိုပြောပြပါရစေ။ဆင်ရဲသူမိဘတွေရဲ့ရှောက်တီးရမရတဲ့အခြေအနေတွေကိုလည်းကြေကွဲစွာမြင်ခဲ့ရတယ်လို့ဆိုပါရစေ။နာရီကတော့တယောက်တစ်ချင်းပုံစံမျိုးမဟုတ်ဘဲနဲ့၅ယောက်၃ယောက်၂ယောက်ပေါ့နော်။အဲဒီလိုမျိုးပေါင်းပြီးတော့တချို့လိုက်ရပါရစေ။ဖြစ်လို့လဲဆိုတော့ တရွာလုံးကထိခိုက်တရရတဲ့သူတွေနောက်ကိုလှည့်ရတာကတမျိုးချိန်ရိတ်ခဲ့တဲ့မိဘတွေကလည်းစောက်တီးရမရဖြစ်နေတာကတမျိုးနဲ့ဆိုတော့အဲ့ဒီလိုပဲမြုပ်နှံလိုက်ရပါတယ်လို့ဆိုပါတယ်နိုင်ငံတော်မှာစာတင်ချောင်းကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်လို့ကလေးငယ်တွေတီဆုံးရတာဟာအခုတကြိမ်ဟာပထမဆုံးအကြိမ်မဟုတ်တော့ပါဘူးဒီပဲရေးမြို့နယ်အတွက်တော့ဒါဟာဒုတိယအကြိမ်မြောက်အိမ်မက်ဆူတစ်ခုဖြစ်ပါတယ် ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလကလည်းဒီပဲရဲမြို့နယ်လက်ရက်ကုံရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့စာတင်ကြောင်းအတွင်းကကလေးငယ်9ဦးအပါအဝင်23ဦးသေဆုံးခဲ့ရပါတယ်။အခုအိုးတိန်တွင်ရွာကတော့လက်ရက်ကုံရွာနဲ့ဆက်ရှိမိုင်กว่าတဲ့နေရာမှာတည်ရှိနေတဲ့ရွာငယ်လေးတစ်ခုဖြစ်ပါတယ်။လက်ရက်ကုံလေကြောင်းတိုက်ခိုက်မှုမှာသေဆုံးခဲ့သူတွေနဲ့ကလေးငယ်တွေရဲ့အုပ်ကူတွေဆေးမပြေလွင့်သေးခင်မှာပဲ။ ဥဒိန်တွင်ရွာမှာဖြစ်ရဆိုးတွေထပ်ဖြစ်ခဲ့ပြီးမြဲအာနာသိန်းစစ်တပ်ကတော့ဒီဖြစ်ရနှစ်ခုလုံးကိုပြောင်ပြောင်တင်းတင်းမင်းရင်းစုခဲ့ပါတယ်။တည်ဆုံးခဲ့တဲ့ကလေးငယ်တွေရဲ့အသက်မဲ့အလောင်းတွေမိခင်တွေရဲ့ဘောကြွေးတန်တွေကို အတုအယောင်တွေဖြစ်တယ်လို့စစ်တပ်လော်ဘီတချို့ကရက်ဆက်စွာဝါရဖြန့်ချီမှုတွေကိုဇက်တိုက်လုပ်ခဲ့ပါတယ်။ လေချောင်းတိုက်ခိုက်မှုတွေစစ်တပ်လုပ်ရကြအောင်အစုလိုက်တည်ဆုံးခဲ့တဲ့အဖြစ်ရတွေပြီးတိုင်းအာနာသိန်းစစ်တပ်ဟာကာကွယ်ရေးတပ်ဖွဲ့တွေကိုအပြစ်ပုံချလိရှိပါတယ်။ဆီယမဒေါ်ရတီအုံကတော့ကျမတို့ရဲ့ကလေးငယ်တွေဘလောက်တည်ပြီးမှနိုင်ငံတကာကူညီသူတွေအတန်ထွက်ပေးကြမှာလဲလို့မေးခွန်းထုတ်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့အကြမ်းဖက်လေချောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့နိုင်ငံတကာပိတ်ဆို့မှုတွေကိုအစဉ်တစိုက်တောင်းဆိုနေတဲ့ ်သွေးစွန်းငွေဖြတ်တောက်ရေး blood money အဖွဲ့ကတော့မြန်မာစစ်အုပ်စုကိုလေရင်စီလေရင်ဘုံတွေချောင်းပေးနေတဲ့ကုမ္ပဏီတွေနီးပညာထောက်ပံ့ပေးနေတဲ့ကုမ္ပဏီတွေစစ်ကောင်စီကိုအရေးယူရမယ့်အစားတရားဝင်မှုပေးနေတဲ့အာဆီယံအစိုးရတွေထိရောက်တဲ့ပိတ်ဆို့မှုမျိုးလုပ်နိုင်ပါလျက်နဲ့ကြန့်ကြာနေတဲ့နိုင်ငံတကာအစိုးရတွေအနေနဲ့စာတင်ကြောင်းတွေကကလေးငယ်တွေအသက်ဆုံးရှုံးမှုအတွက်တာဝန်ခံရမယ်လို့ထုတ်ပြန်ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကတော့ဥတိန်တွင်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ်စစ်ကောင်စီတပ်ကိုထိရောက်တဲ့တားဆီးပိတ်ဆို့မှုတွေလုပ်ဖို့နိုင်ငံတကာကို NUG ပညာရေးဝန်ကြီးဌာနကမေလ23ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။ဒီပဲရေးမြို့နယ်မှာစာတင်ကျောင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရပြီးကျောင်းသူကျောင်းသားတွေနဲ့ဆရာမတွေတိုက်ဆုံခဲ့ရတာနဲ့ပတ်သက်ပြီးတမ်မကြီးဥကြုံမထွန်းက ကုလသမဂ္ဂမှာပြောကြားလိုက်ပြီးဘုံကျဲတိုက်ခိုက်လူတက်မှုတွေရပ်ဖို့နဲ့စစ်အုပ်စုကို ကူညီပံ့ပိုးနေတာတွေရပ်တန့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ကဘာကိုစစ်တပ်ထက်မလိညာဖို့ကလီးငယ်တွေအသက်နဲ့ရင်းပြလိုက်တယ်။အာနာဒိန်စစ်ကောင်စီဟာငလင်းတဘာဝဘေးကြောင့်ဆိုပြီးယာယီအပြစ်ရက်ကာလထုတ်ပြန်ခဲ့တယ်လို့အပြစ်ရက်တတန်းလဲထပ်တိုးခဲ့ပါတယ်။တဘာဝဘေးကြောင့်နိုင်ငံတကာအကူအညီတွေဝင်ရောက်နေချိန်မှာ အပြစ်ခက်ရစေးရီတွေလှုပ်ဆောင်ပါတယ်လို့ကြွေးကြော်ခဲ့ပြီးကဘာကိုမျက်စိနဲ့လိန်ညာဖို့စူးစမ်းနေခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ကဘာကြီးကိုစစ်တပ်ထက်လိန်ညာမခံဘူးကလေးတွေရဲ့အသက်နဲ့သတင်းစကားပလိုက်တာဖြစ်ပါတယ်လို့ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။တပွဲဆိုင်ရာရာဇဝတ်မှုဖြစ်တဲ့အတွက်ရာဇဝတ်မှုကျူးလွန်သူတွေကရှောင်ပြေးလို့မရလို့မေးပြောက်ပြစ်ဖို့ ဖြောက်ဖြက်ဖြစ်ဖို့လည်းမရတာကြောင့်တရားဥပဒေအတိုင်းနိုင်ငံတကာခုံရုံးတွေမှာတရားစွဲဆိုမှုတွေလုပ်နိုင်အောင်လို့လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့အစွမ်းကုန်လှုပ်ဆောင်နေတယ်လို့ဝင်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။လက်ရှိမှာတော့အိုဒိန်တွင်းရွာကျောင်းကခေါလောင်းတံတွေတိတ်ဆိတ်သွားခဲ့တယ်လို့စစ်တပ်ရဲ့အကြမ်းဖက်ရက်စက်မှုကိန်းကနန်းတွေလည်းထတ်တိုးခဲ့ပါတယ်။ဒီလိုအဖြစ်အဆိုးတွေကဘယ်တော့များမှရက်တက်မှာပါလေ။ ကလေးငယ်တွေရဲ့အသက်နဲ့ရင်းခဲ့ရတဲ့စစ်တပ်ရဲ့အကြမ်းဖက်ရက်စက်မှုနောက်တစ်ခုအတွက်ကဘာကြီးရဲ့တုံ့ပြန်တန်ခါရောဘလို့ရှိမှာပါလဲ။